ကောင်းမှုကုသိုလ်လုပ်ခြင်းနဲ့စိတ်ကလေးတွေပေါ်လာရင်ချက်ချင်းလုပ်လိုက်ပါအပြည့်လို့လဲဆိုတော့စိတ်ဟာမကောင်းမှုမှာတိတ်ပျော်တတ်တယ်သူပျော်တဲ့နေရာမှာပဲသူကြက်စားတဲ့သဘောရှိတယ်ဒါကြောင့်ကုသိုလ်တစ်ခုခုလုပ်ခြင်းမီဆိုလို့ရှိရင် အချိန်မစွဲဘဲနဲ့ချက်ချင်းလုပ်ရမယ် အချိန်ဆွဲလိုက်ပြီဆိုလို့ရှိရင် အကုတ္တရရာခွင့်ရယူပြီးတော့ဒီကုတ္တကို မလုပ်ပြအောင်တားမြစ်လိုက်မယ်ဥပမာတစ်ခုကိုကအလူတန်းပို့တစ်ခုတွေးလို့လူချင်းတန်းကျင်တဲ့စိတ်ကလေးပေါ်လာတယ်ဒါပေမဲ့ချက်ချင်းလက်ငယ်ကြီး မလူနိုင်သေးဘူးဆိုရင်တော့မှ လူချင်းတန်းကျင်တဲ့ကုတ္တစိတ်ကလေးတောက်မသွားခင်မှာ ကိုယ်မှာရှိတဲ့ဘုရားကိုတောက်တော်ရေချမ်းကတ်တာပဲဖြစ်ဖြစ်ပန်းကတ်တာပဲဖြစ်ဖြစ်